ဒီမြန်မာ passport ကိုကာယုံနဲ့ visa မလိုဘဲနဲ့ဘယ်နှနိုင်ငံသွားလို့ရလဲဆိုတာသိချင်တာဒီ passport နဲ့ ASEAN နိုင်ငံတော်တော်များများကိုသွားလို့ရရဆိုတာတော့သိချင်တယ်ပေါ့နော် ဒါပေမဲ့ဒီမြန်မာ passport နဲ့တာအမေရိကတိုက်တို့မြောက်အမေရိကတိုက်တို့အာဖရိကတိုက်တို့မှာရှိတဲ့နိုင်ငံတွေကဗီဇာမလိုဘဲနဲ့တွားလို့ရရဆိုတာသိကြလားမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော် မတွေကနိုင်ငံတကာနိုင်ငံကိုသွားလည်တဲ့အခါမှာ passport စာအုပ်အပြင် visa လို့ခေါ်တဲ့ပြည်ဝင်ခွင့်လက်မှတ်လည်းလိုအပ်ပါတယ်။အဲ့ဒီ visa ကိုအဲ့ဒီနိုင်ငံရဲ့သက်ဆိုင်ရာတန်ယုံတွေမှာသွားပြီးတော့ရှောက်လို့ရပါတယ်။တချို့နိုင်ငံတွေကတော့တန်ယုံတွေသွားဆရာမလို့ပဲနဲ့ online ကနေပြီးတော့အလွယ်တကူရှောက်လို့ရတဲ့ e-visa တွေထုတ်ပေးပါတယ်။တချို့နိုင်ငံတွေကြတော့လည်းအလဲအပတ်သွားရုံတော့ကို visa မလိုဘဲနဲ့ visa free ပေါ့နော် visa ကိလခွင့် ပေးထားတဲ့နိုင်ငံတွေလည်းရှိပါတယ်မြန်မာ passport ကတော့ visa ကင်းလွတ်ခွင့်ရတဲ့နိုင်ငံတွေရှိရောရှိရဒါပေမဲ့နည်းတယ်ပေါ့နော်နိုင်ငံတကာနဲ့ရှိရင်တော့ visa ကင်းလွတ်ခွင့်ရတဲ့နိုင်ငံကလက်ချိုးရည်လို့ရတဲ့အတွက် ranking အရဆိုရင်တော့နည်းနည်းနှိမ့်နေတယ်မှာပါတယ်ပေါ့နော် အခု2025ခုနှစ် ranking အရမြန်မာ passport ကတရားဝင်ကျင်လောက်မှာရှိရမှာเนาะတချို့ website ဒီမှာကြာတော့80ကျော်လို့ပြောတယ်တချို့ website ကြာတော့100ကျော်လို့ပြောတယ်အဲ့တော့ website တစ်ခုနဲ့တစ်ခုပေါ်မူတည်ပြီးတော့ကွဲပြားနေရပါเนาะဒီမြန်မာ passport ကင်ပြီးတော့သွားမယ်ဆိုလို့ရှိရင် visa မလိုတဲ့နိုင်ငံပေါင်းက18ခုလောက်ရှိပါတယ်နိုင်ငံထက်ဆာလို့ရှိရင်နိုင်ငံနဲ့နေပြည်စုပေါင်းလို့ပြောရမှာပေါ့เนาะ visa on arrival ရှာလို့ရတဲ့နိုင်ငံတွေကကြာတော့20ကျော်ရှိပါတယ် visa on arrival ဆိုတာကကြတော့အဲ့နိုင်ငံကိုသွားမဲ့ခါကြလို့ရှိရင် visa ကိုကျူလျှောက်ဆရာမလိုဘဲနဲ့အဲ့နိုင်ငံရဲ့ visa ဒါမှမဟုတ်လို့ရှိရင်သင်္ဘောစိတ်ရောက်တော့မှရှောက်လို့ရတဲ့ visa အမျိုးအစားပဲဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုထဲမှာကြတော့မြန်မာ passport နဲ့ visa မလိုဘဲနဲ့သွားလို့ရတဲ့နိုင်ငံတွေအကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်။ ော်နှမြအနေနဲ့နိုင်ငံတနိုင်ငံသွားတဲ့အခါမှာဗီဇာလျှောက်ရတဲ့ process ကဒနေခက်ခဲရှုပ်ထွေးရတဲ့အတွက် visa free countries တွေပေါ့နော်မြန်မာနိုင်ငံအတွက်က visa မလိုဘဲနဲ့သွားလို့ရမယ့်နိုင်ငံတွေဘယ်နိုင်ငံတွေရှိလဲဆိုတာကိုရှာကြည့်လိုက်တဲ့အခါမှာကိုမတင်မှတ်ထားတဲ့နိုင်ငံတွေပါထွက်လာတာကိုတွေ့ရပါတယ်အစားအသိထားကြတော့ဒီမြန်မာ passport ကို ကင်ပြီးတော့သွားမယ်ဆိုလို့ရှိရင်အာဆီယံနိုင်ငံတွေပဲသွားလို့ရမယ်လို့ထင်ထားပါတော့ဒါပေမဲ့အခုရှာကြည့်လိုက်တဲ့အခါမှာအာဆီယံနိုင်ငံတွင်သာမကပဲနဲ့တောင်အမေရိကရောမြောက်အမေရိကရောအာဖရိကရောနောက်ကျွန်းနိုင်ငံတွေပေါ့နော်အဲ့နိုင်ငံတွေကသွားလို့ရရဲဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ် အဲ့တော့ website တစ်ခုနဲ့တစ်ခုပေါ်မူတည်ပြီးတော့မြန်မာ passport ကိုင်ဆောင်သားတို့ရဲ့အနေနဲ့သွားလို့ရတဲ့နိုင်ငံစီးရင်တွေကမျိုးမျိုးကွဲပြားနေပါတော့။တချို့ website တွေမှာကျတော့သွားလို့ရတဲ့နိုင်ငံစီးရင်12ခုပဲရှိတာတို့14ခုပဲရှိတာတို့တချို့ website တွေမှာကျတော့အိတ်သက်ပုံများတာတို့တွေ့ရတယ်ပေါ့နော်။လူမျက်အနေနဲ့ကလည်းလူမျက်နောက်ဆုံးထွက်ထားတဲ့ဒီနိုင်ငံသားခီးသွားတိုင်းမျိုး current travel gate ဆောက်ထဲမှာမော visa အကြောင်းရံနဲ့ပတ်သက်ပြီးတော့ကဏ္ဍတစ်ခုပါတယ်ပေါ့နော်အဲ့ကဏ္ဍထဲမှာမြန်မာ passport ကန်ဆောင်ထားတဲ့သူတွေဗီဇာမလိုဘဲနဲ့သွားလို့ရတဲ့နိုင်ငံစီးရင်ကိုထည့်ကျင်တဲ့အတွက်အဲ့ဒီနိုင်ငံတွေကိုစီးရင်ပြုစုခဲ့ပါတယ်အဲ့တော့တချို့နိုင်ငံတွေတည်ချာမှာဆိုရတဲ့အတွက်အဲ့ဒီဗီဇာမလိုဘဲနဲ့သွားလို့ရတဲ့နိုင်ငံတွေသူ website ဒီမှာဖော်ပြထားတဲ့နိုင်ငံတွေကိုနိုင်ငံတစ်ခုချင်းစီကိုဝင်ကြည့်ပြီးတော့ဗီဇာတကယ်လိုလားမလိုလားဆိုတာကိုဖတ်ကြည့်ရပါတော့နိုင်ငံတစ်ခုချင်းစီရဲ့ဗီဇာကဏ္ဍတွေမှာဘယ်လိုမျိုးလိုအပ်လဲမြန်မာနိုင်ငံကိုဝင်ခွင့်ပေးတာမပေးတာအဲ့ဒါကိုသွားပြီးတော့ဖတ်ကြည့်ရအခါမှာ 2024ခုနှစ်ပေါ်တော့အောက်တိုဘာစီးရင်အရာမြန်မာ passport ကန်ဆယ်နိုင်တဲ့သူတွေဗီဇာမလိုဘဲနဲ့တွားလို့ရတဲ့နိုင်ငံနဲ့နယ်မြေပေါင်းကစုစုပေါင်း18ခုရှိပါတယ်။ ဲ့ဒီမှာအာရှနိုင်ငံတွေအနေနဲ့ပေါ့နော်ဒီမြန်မာနိုင်ငံနဲ့အနီးတဝိုင်းမှာရှိတဲ့နိုင်ငံတွေဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ဗီယက်နမ်နိုင်ငံရဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့လာအိုနိုင်ငံရဲ့ဘရူနိုင်းနိုင်ငံရဲ့ကိုကြတော့သူကဗီဇာမလိုဘဲနဲ့စုစုပေါင်း14ရက်တတီကိုအလဲသွားလို့ရပါတယ်။14ရက်ထက်ကျော်ပြီးတော့နေမယ်ဆိုရင်တော့ဗီဇာလျှောက်ထားရမှာပဲဖြစ်ပါတယ်။နောက်ပြီးတော့ အင်ဒိုနီးရှားနိုင်ငံရဲ့စင်ကာပူရဲ့ဖိလစ်ပင်းနိုင်ငံရဲ့ကြတော့ရ30အထိကိုဗီဇာမလိုဘဲနဲ့တွားရောက်လက်ပတ်နေထိုင်ခွင့်ပေးထားပါတယ်အဲ့တော့အာရှနိုင်ငံတွေပေါ့နော်အာဆီယံနိုင်ငံတွေမှာဆိုရင်စုစုပေါင်းရှင်းနိုင်ငံကိုဗီဇာမလိုဘဲနဲ့တွားရောက်နိုင်မှာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဇာမလိုတဲ့နိုင်ငံတွေကကြတော့ဒီ Oceania လို့ခေါ်တဲ့ကျွန်းနိုင်ငံတွေပေါ့နော်။အာရှတိုင်းနဲ့ အမေရိကန်တိုက်ရဲ့ဂျာထဲမှာရှိတဲ့ကျွန်းနိုင်ငံလေးပေါ့နော်အဲ့ကျွန်းနိုင်ငံလေးတွေကတချို့နိုင်ငံတွေကိုလည်းဗီဇာမလိုဘဲနဲ့သွားနိုင်မှာဖြစ်ပါတယ်အဲ့နိုင်ငံတွေကကြတော့မိုက်ခရိုနီးရှားလို့ခေါ်တဲ့နိုင်ငံအဲ့ဒါကြတော့ရက်30ကြာသွားရောက်လေပတ်လို့ရပါတယ်နောက် Cook Islands လို့ခေါ်တဲ့ကျွန်းနိုင်ငံပေါ့နော်အဲ့နိုင်ငံကိုကြတော့31ရက်ကြာဗီဇာမလိုဘဲနဲ့သွားရောက်လို့ရပါတယ်နောက်တစ်ခုကကြာနေဦးဝေးလို့ခေါ်တဲ့နိုင်ငံပေါ့နော်အဲ့နိုင်ငံကလည်းရက်30ကြာ ဗီဇာမလိုဘဲနဲ့တွားရောက်လည်းပဲလို့ရပါတယ်။နောက်ထပ်နိုင်ငံတစ်ခုကကြတော့ဆာမိုရာလို့ခေါ်တဲ့နိုင်ငံပေါ့နော်အဲ့နိုင်ငံကကြတော့စုစုပေါင်းရက်60ကျော်ကိုဗီဇာမလိုဘဲနဲ့တွားရောက်လည်းပတ်ခွင့်ရမှာပဲဖြစ်ပါတယ်ဒီနိုင်ငံတွေကကြတော့ကျွန်းနိုင်ငံတွေဖြစ်တဲ့အတွက်ပေါ့နော်ဒီကမ်းခြေနောက်ကျွန်းနေတဲတောင်တွေကအရန်လာပြီးတော့ရှုကင်းနေရတော့အရန်လာတယ်ပေါ့နော်အနည်းငယ်အနေနဲ့လဲတွားရောက်လည်းပတ်ခြင်းတဲ့နိုင်ငံတွေ ပါတယ်ပေါ့နော်ဒါပေမဲ့အရင်နာမည်ကြီးရဲ့နိုင်ငံတွေမဟုတ်သေးဘူးဆိုတော့တခြားနိုင်ငံတွေကိုပဲအရင်ဦးစားပေးပြီးတော့သွားလိမ့်မယ်ပေါ့နော်နိုင်ငံတွေကိုလည်းသွားရောက်လက်ပတ်ခွင့်ရချင်ပါသေးရဲ့မြောက်အမေရိကနိုင်ငံတွေမှာဆိုလို့ရှိရင်တော့ဘယ်နိုင်ငံတွေကိုသွားလည်လို့ရလဲဆိုရင်အဲ့မှာလည်းအများစုကကျွန်းနိုင်ငံတွေပေါ့နော်ကျွန်းနိုင်ငံတွေတိတ်ပြီးတော့ဖွံ့ဖြိုးတိုးတက်မှုမရှိသေးတဲ့နိုင်ငံတွေဖြစ်တဲ့အတွက်သွားလည်လို့ရတာပေါ့နော်အဲ့မှာဘယ်နိုင်ငံတွေမြန်မာ passport ကန်ဆယ်တဲ့သူတွေကို visa မလိုဘဲနဲ့သွားလည်ခွင့်ပေးထားလဲဆိုလို့ရှိရင် ဒိုမီနီကာဆိုတဲ့နိုင်ငံပေါ့နော်အဲ့နိုင်ငံက22ရက်ကြာလက်ပတ်ခွင့်ရပါတယ်။နောက်ဟီတီဆိုတဲ့နိုင်ငံပေါ့နော်အဲ့နိုင်ငံကြောင်ရက်90ကြာတော့ရောက်လက်ပတ်ခွင့်ရပါတယ်။အဲ့တော့ဟီတီကိုကြာဟီတီငလင်းတဲ့လူရဲ့တွဲပြီးတည်ကြတယ်။ဟီတီကကြာလာတဲ့အဲ့လိုမျိုးအခုဖွင့်ပြိုးတိုးတက်နေစေနိုင်ငံပေါ့နော်အဲ့လိုနိုင်ငံဖြစ်တဲ့အတွက်တင်းနေမှာကြည့်လိုက်လို့ရှိရင်မကောင်းနိုင်ပဲတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ Haiti attraction ဆိုပြီးရှာကြည့်လိုက်တဲ့အခါမှာကျတော့သူတို့နိုင်ငံမှာလည်းလှပတဲ့နေရာတွေလှပတဲ့ တမိုင်းဝင်အဆောက်အုံကြီးအများကြီးရှိတာကိုတွေ့ခဲ့ရတယ်ပေါ့နော်အဲ့နိုင်ငံလေးငင်းချင်းသွားလို့ရှိရင်လည်းသွားပြီးတော့လေပတ်ချင်ပါတယ် now Saint Vincent and the Grenadines ဆိုတဲ့နိုင်ငံကကြတော့လေရက်90ကြာ visa free ပေးထားပါတယ် now Mount Sirius ဆိုတဲ့ကျွန်းနိုင်ငံလေးပေါ့နော်အဲ့ကျွန်းနိုင်ငံလေးကလည်း180ရက်ကြာတော့မှသူက visa free ပေးထားတာကိုတွေ့ရပါတယ်နောက်ထပ်တောင်အမေရိကတိုင်မှာဆိုလို့ရှိရင်တော့ Suriname လို့ခေါ်တဲ့ နိုင်ငံလေးပေါ့နော်အဲ့ဒါကကြတော့ဒီတောင်အမေရိကတိုင်းအနောက်ဘက်မှာရှိတဲ့နိုင်ငံလေးပေါ့နော်အဲ့နိုင်ငံကကြတော့ရက်90ကြာ visa free ပေးထားပါတယ်။နောက် Africa တိုင်းမှာဆိုလည်းတူတူစကြတနိုင်ငံပေါ့နော်အဲ့တနိုင်ငံက visa free ပေးထားတာကိုတွေ့ရပါတယ်။အဲ့နိုင်ငံနာမည်ကကြတော့ Seychelles လို့ခေါ်တဲ့နိုင်ငံပေါ့နော်။အဲ့နိုင်ငံကရက်30ကြာ visa free ပေးထားတာကိုတွေ့ရပါတယ်။ဒီနူးကျင်းရဲ့နိုင်ငံသားခီးသွားလမ်းညွှန်ဆောင်ထဲမှာအခုပြောသွားတဲ့ ဗီဇာမလိုဘဲနဲ့သွားလည်လို့ရတဲ့နိုင်ငံစီးရင်အပြင် visa on arrival ပေါ့ရှောက်လို့ရတဲ့နိုင်ငံကြီးစီးရင်လည်းပါပါတယ်။နောက် e visa ပေါ့နော် e visa electronic visa နဲ့ရှောက်လို့ရတဲ့နိုင်ငံစီးရင်ပေါ့နော်အဲ့ဒါကြီးလည်းပါပါတယ်။နောက် ETA ပေါ့နော် ETA ဆိုတော့လည်း electronic visa လိုပဲအဲ့လိုမျိုးရှောက်လို့ရတဲ့နိုင်ငံစီးရင်လည်းပါတယ်ပေါ့နော်။အဲ့ဒီအကြောင်းတွေအပြင် visa နဲ့ပတ်သက်ပြီးတော့တခြား ဘဟုတ္တတရရဆရာပေါ့နော်ဗီဇာဘယ်လိုရှောက်ရမလဲဥရောပဗီဇာလို့ခေါ်ရဲရှန်ကန်ဗီဇာကိုဘယ်လိုရှောက်ရမလဲအဲ့ဒါရင်းနောက်ဟိုတယ်ဘွတ်ကင်တင်တဲ့ခါမှာဘယ်လိုတင်ရမလဲတို့ ။နောက်လူရင်းသမက်ကို online ကနေပြီးတော့ဘယ်လိုဝယ်ရမလဲစတာလည်းကဲ။နောက် passport နဲ့ပတ်သက်တဲ့လိုအပ်တဲ့အချက်တွေရယ်။နောက်ခီးသွားတဲ့အခါမှာပေါ့နော်။လူရင်းပြန်စီးတဲ့အခါမှာပြစ်ထားတဲ့အကြောင်းအရာတွေဘ ഹു တုတ္တရတွေအဲ့ဒါကြီးလဲပါတယ်ပြီးသွားတဲ့အခါမှာအမကုံနစ်နိုင်မကုံရအောင်ပေါ့နော်လုံကြုံစိတ်ချရတဲ့ခီးဖြစ်အောင်အနေရကင်းတဲ့ခီးဖြစ်အောင်ဘလို့သွားရမလဲဆိုရဲအချက်တီးကိုဒီစာအုပ်ထဲမှာ တိတိချာချာပြုတ်ပြထားပါတယ်။စုစုပေါင်းလက်တွေ့အသုံးချစရာဆောင်းမပေါင်းက40ပါဝင်ပါတယ်။ဆမ်မနာပေါင်းကလည်း190ကျော်ရှိရပါတော့။အဲ့တော့ဒီစာအုပ်ကလေးကတကယ်ကိုနိုင်ငံခြားသွားမဲ့သူတွေအတွက် မရှိမဖြစ်အသုံးဝင်မဲ့စာအုပ်ကလေးဖြစ်ပါတယ်။ဒီစာလေးကို My Regional ဆိုရင်တော့နှုမြက်ရဲ့နှုမြက် Around the World Facebook Page ရဲ့ Messenger ကနေပြီးတော့မှာယူနိုင်ပါတယ်။ဒီစာအုပ်တအုပ်ကမှတထောင်ကျပ်ပဲကြက်တင်မှာဖြစ်ပါတယ်။ ောက်တခါစားရုံလောက်တောင်မရှိခဲ့ဈေးနှုန်းနဲ့ဘူးတုတ္တရအများကြီးရတော့မှာဆိုတော့အခုချက်ချင်းလာပြီးတော့မာယူလိုက်တော့နော်နောက်ထပ်ဗီဒီယိုမှာလည်းခုလိုမျိုးဘူးတုတ္တရရစရာအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြမယ်နော်အားလုံးပဲဘိုင်ဘိုင်ပါ